်ပရီးမီးယားလိပွဲစဉ်36ဝက်ဆန်နဲ့မန်ချက်စတာယူနိုက်တက် မင်္ဂလာပါကိုခင်းစ်တာဖုတ်ဘောရှူအနီချူဒူဝါရီစူပါဆန်နီရဲ့ည9:45မှာရှင်ပြိုင်စားမယ်မန်ချက်စတာယူနိုက်တက်နဲ့ဝက်ဆန်တို့ရဲ့ပွဲကြိုသုံးသချက်ကိုလုပ်ပေးသွားကြမှာခင်ဗျဆိုတော့ key points တွေကျွန်တော်တို့စတင်ဆွဲထုတ်ကြည့်အောင်မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးရောက်နေမှာလို့ထင်တယ်ဒါမဲ့လည်းသူစိတ်ပိုင်းဆိုင်ရာသာအမြင့်ဆုံးရောက်နေတာမျက်နှာနှစ်ခုနဲ့ပရီးမီးယားလိရောက်တဲ့အခါကျရင်ယုံကြည်လို့မရဘူးဗျာပွင့်လင်းပြဘလို့အချိန်တွေပဲဖြစ်ဖြစ် United ဒီပရီးမီးယားလိမှာလုံးဝယုံကြည်လို့မရတဲ့အသင်းတစ်သင်းဒါမဲ့ယူရိုပါလိရောက်တဲ့အခါကျရင်လုံးဝဇုံမိတ်ပြီးတော့ United လို့ပြောချထားတယ်။တီးတယ်နော်။ Europa League မှာရှုံးမွဲကိုမရှိဘဲ Final တက်သွားတာ။ဒါပါပြောချင်တာ Premier League မှာ United ကိုကျွန်တော်ရွေးမယ်ဆိုရင်တေချာစီစစ်ပြီးရွေးရမယ်တဘောမျိုးဖြစ်နေတယ်။ तू က Premier League မှာဖြစ်ချင်တိုင်းဖြစ်တာ။ဒါပေမဲ့လေ Ruben Amorim ရဲ့ပြောစကားတွေကိုပြန်ဆန်းစစ်မယ်ဆိုရင်ဒီဘဲကမစိုးဘူးဗျ။ရီမန်းချက်တော့ကြီးတယ်။သူ့ရဲ့ပြောစကားတွေဘာတွေဆိုတာကတော့ဟိုပြောတာဗျာ။တကယ်လက်တွေ့အကောင့်ထဲပေါ်ဖို့ကတော့အချိန်တစ်ခုတော့စောင့်အောင်ပါဗောနော်။အဲ့တော့ပြောစကားပေါ်မှာဆန်းစစ်ရင်တော့သူဒီရီမန်းချက်ကြီးတဲ့နီးပြတယောက်လို့ကျွန်တော်သတ်မှတ်လို့ရတယ်။ဘာပြော တာတော့အခုတဲ့ဂျိုပါလီမှာသူတို့ဘူဆွဲသွားရင်တော့ ဒါ United အတွက်ကြာရှုံးတဲ့နှစ်တစ်နှစ်ဆိုတာသူတို့ဟိုမေ့ထားလို့မရဘူးအထူးသဖြင့်သူကအင်္ဂလန်မှာအရင်တော့ United လိုမျိုးပြန်ပြီးတော့ဖြစ်စေခြင်းနဲ့ပုံမဲ့ Europa League ဖလားရရင်တော့ပြိသက်တွေကိုချွေးသိမ့်တဲ့အနေနဲ့သူဖလားသေးသေးလေးရပြီးပြန်ပေးလိုက်တဲ့သဘောမျိုးပဲရှိပါတယ်လို့ပြောသွားတာကိုကြည့်ချင်တယ်ကျွန်တော်တော့ဟိုကြိုက်တယ်ဗျာအဲစကားကိုဟိုပြောချင်တာဗျာနီးပြတရားရီမန်းချက်ကြီးနေရမယ်အဲဒီမာရက်ကနေနေရှင်းပြလိုက်။အဲဒီမာရက်ကဆိုရင်ကျွန်မဟိုတိုက်တဲ့ race တွေဝင်သွားတယ်ဗျာ။မှန်းလို့မရဘူးဆိုတော့လည်းသိတယ်။ဒါမဲ့လည်းအဲ့လိုကစားသမားတွေကို ငါတို့တင်က level တစ်ခုရောက်သွားပြီဆိုတာအဲ့လိုပြောသေးခြင်း။ तू ကမပြောဘဲအဲ့လိုဆွဲချပြတာ။အခု Ruben Amorin ပြောတဲ့စကားကြတော့အဲ့လို तू ပြန်တင်ပေးတာ မင်းတို့တွေယူရိုပါလိရောက်ပြီမဲ့ပရီးမီးယားလိမှာတောက်ပေါ်တွေဖြစ်နေတော့မဲ့တော့ဆိုတော့ပုံစံမပြောရုံတက်မဲ့ပဲအဲ့အတွက်ကြောင့် Ruin Morin ကတော့ EPL ပွဲတွေကိုသူ focus တာတွေ့မဲ့ပြီးခဲ့တဲ့ဟို Brentford ပွဲမှာတော့သူ Bilbao နဲ့ပွဲအနေငယ်စိုးရိမ်နေတဲ့အတွက်ကြောင့်လူတချို့ခြံသွားခဲ့တယ်ဒါပေမဲ့ဒီပွဲကတော့ခြံစရာမလိုဘူးသူအဓိကခြံမှာ Chelsea နဲ့ပွဲယူရိုပါလိ Final ကဝက်ဆန်နဲ့ပွဲပြီးရင်ကစားမှာမဟုတ်ပါဘူးနောက်တစ်ပတ်ရောက်လို့ Chelsea နဲ့ကစားပြီးတဲ့အချိန်ကြမှာအတော့ကြညလားစနေလားမသိဘူးထားလိုက်ပါအဲ့ Chelsea နဲ့ Premier League ပွဲစဉ်39ကစားပြီးကမှာ ယူရိုပါလိဖိုင်နယ်ဆော့ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာလူချန်စီယာမလိုဘူးအဲ့ချယ်ဆီနဲ့ပွဲမှာအဓိကလူချန်မှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကဝက်ဆန်ဟာဝက်ဆန်ကလည်းဗျဂရီယန်ပေါ်တာလက်ထက်မှာဟိုဘာမှမထူးဗျကျွန်တော်တို့သိတဲ့ဂရီယန်ပေါ်တာအဲ့လိုမဟုတ်ဘူးနော်ဂရီယန်ပေါ်တာဒီအသင်းကိုစနစ်တကျနဲ့လူခေါ်မှုမှန်ကန်ကန်နဲ့တူသွားတာအင်ပေါ်လီတခုတော့ရှိတာဗောဘရိုက်တန်ကိုကင်ရယ်စင်အချိန်ကာလတုန်းက ူက Harden လက်ထဲကနေစနစ်တကျအသင်းကိုယူပြီးတော့တေချာပုံဖော်ခွင့်ရတာ哦ဝက်ဆန်ကျတော့ယာတီဝက်လောက်မှရပြီးပုံဖော်တော့လေအဲ့လောက်အဆင်မပြေအဲ့တော့ဝက်ဆန်ဒီအချိန်မှာဆက်ပြတယ်လင်ပြောက်နေတဲ့အသင်းပဲတောင်ရောက်လိုက်မြောက်ရောက်လိုက်သိရမလားဟိုချော်လဲ အဲ့လိုပုံစံပြရလက်ကောင်းရင်ကောင်းမကောင်းရင်မကောင်းအသင်းမှာကစားသမားတွေကလည်းထွက်မဲ့သူတွေနဲ့မမ်းမကူးတဲ့ဆိုရင်နောက်နေ့ဘောလုံးရသည် sorry bro lee တောင်ရောက်နိုင်ခြေရှိတယ်ပါကေတာကလည်းအသင်းပြောင်းဝင်ပါညာဆိုရင်အဲ့လောက်အဆင်မပြေဘူးအသင်းကပြန်လဲမွန်းမှန်ချက်သားရတော့မယ်အသင်းတဲ့ Everton နဲ့တောင်အခြေအနေမတူဘူးဗျ Everton က David Moyes နဲ့တသားတည်းဖြစ်တာမြင်တယ်မြန်မာပေါ့ဟို David Moyes ကလည်း Everton ကထွက်တဲ့သူကိုတစ်ဖက်က Graham Potter ကြောင့်အဲ့လိုမတူဘူးလေအဲ့တော့ကြောင့် Watson ကို Everton တို့လိုဘုံမောက်တို့လိုအထင်သွားကြီးလို့မရဘူးဟုတ်ပြီအဲ့တော့ကျွန်တော် key points တွေက United အသင်းမှာအားသာချက်လေးတွေအနေ ိုင်ငံရှိနေပါတယ်။အာရှရဲ့အကြောပေးမှုတွေကိုဆက်လက်ဆွေးနွေးကြည့်အောင်ယူနိုက်တက်ကတည်ကြရင်အပြည့်အရှုံးပေးထားတယ်။ကျွန်တော်လည်းအရင်ကအဲ့ဘူဂီရဲ့ခေါ်တဲ့အပိုင်းနေနော်ဟိုဘက်ကန်နဲ့အပိုင်းနေအဲ့လောက်စိတ်ဝင်စားအောင်ကိုကဗျူအပိုင်းလေ့လာတဲ့သူဖြစ်တဲ့အခါကျတော့ဗျူအပိုင်းကဘယ်ကစားသမားကိုထုတ်ဘလူးစော့မယ်ဆိုရင်နိုင်နိုင်နဲ့ရှုံးနိုင်နဲ့အဲ့ဒါကိုအားသာချက်ယူပြီးကြည့်တာ။ခုနောက်ပိုင်းကျွန်တော်လေ့လာသလောက်အဲ့ဘူဂီရဲ့ဟိုခေါ်တဲ့အပိုင်းလေးတွေကတကယ်ဖြစ်တယ်နော်။ယူနိုက်တက်ကတည်တဝက်ရှုံးလောက်ပဲပြီးအဲ့ဘွဲတင်ယူနိုက်တက်မနိုင်ဘူး။တည်ရေပဲအများနဲ့ ပုံသေးတော့မဟုတ်ဘူးပေါ့နော်အများစုကိုမြင်မိတာလေးတွေကျွန်တော်ပြန် share တာပါတကယ်လို့ United ကအခုလိုမျိုးအပြစ်အရှုံးဆိုရင်အဲ United နိုင်ဖို့အခြေအနေရှိတယ် United အနိုင်90တည်90လောက်ရှိတယ်ဆိုတော့ကျွန်တော်တွေကပြိုင်ဘက်အသင်းကိုလည်း အချက်ပြန်စဉ်းစားရမယ်အပြင်ဘက်က what's and မဟုတ်ဘဲနဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ evidence တို့ full and တို့ဆိုရင်တော့ယုံကြည်လို့ရတယ် viewer ဘိုင်းကစိတ်တဲ့ဘိုင်းကမဆိုး what's and ဖြစ်နေတဲ့အခါကျတော့ United back end ပဲကွာဆိုပြီးသွားပြီးတော့မပြောရဲဘူးဗျအခုအာရှအကြိုက်ရွေးချယ်မှုကလည်း Manchester United ပဲတူတယ်ကုနဲ့တစ်ချက်ပြန်ချင်းကြီးမယ်၃ဂိုးတဝက်ပျော်ရွှင်ခွင့်ပေးတာအဲ့တို့ကြောင့်တူတယ်ကတော့မများနိုင်ဘူးတူတယ်ကနည်းနိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော် handicap ကကကြိုးကကြောင်ဖြစ်နေတဲ့ what's and ကိုတော့မယုံကြည်ရတာအမှန်ပါပဲ United အသင်းကိုပဲဆက်လက်ရွေးချယ်ကြည့်ကြပါမယ်ခင်ဗျာကဲနောက်ထပ်အရေးကြီးတဲ့ဒီဘိုင်းကဒီသင်းကြားတွေကဂိမ်းကနေအချက်လက်တွေကို ကိုဆက်လက်ဆွေးနွေးမှုလုပ်ပါမယ်။ဝက်ဆန်နဲ့မန်ချက်စတာယူနိုက်တက်တို့သည်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာတရေတစ်ချိန်တစ်ခါမှမကြခဲ့ဘူးပါဘူး။ယူနိုက်တက်က3ချိန်နိုင်ပြီးတော့ဝက်ဆန်က3ချိန်နိုင်ထားပါတယ်။အပရီးမီးယားလိနောက်ဆုံး4ပွဲမှာဆိုရင်ပထမအကြော်တုံးကဝက်ဆန်အကွင်းမှာ2-1နဲ့ယူနိုက်တက်ကိုနိုင်ခဲ့တယ်။ပြီးခဲ့တဲ့ရာသီဒုတိယအကြော်တုံးကယူနိုက်တက်ရဲ့အင်ကွင်းအိုထရက်ဖို့မှာ3ဂိုးပြတ်နဲ့နိုင်ခဲ့တယ်။အဲအဲ့ဒီပြီးခဲ့သောရာသီပထမအကြော်တုံးကဝက်ဆန်အကွင်းမှာ2-0နဲ့နိုင်ခဲ့တယ်။ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကဘယ်လိုဖြစ်နေလဲ။ကိုယ်အင်ကွင်းရောက်ရင်ကိုယ်နိုင်တယ်ဗျာ။နောက်ဆုံး6ချိန်မှာဝက်ဆန်နိုင်ခဲ့တဲ့3ချိန်ကသူ့အင်ကွင်းမှာနိုင်တယ်။မန်ယူနိုက်တက်နိုင်ခဲ့တဲ့3ချိန်ကလည်းအို Old Trafford မှာနိုင်တာအဲ့အတွက်ကြောင့်အိမ်ကွင်းမှာအာသာချက်ပို့ပြီးတော့ရှိပါတယ် United ရဲ့လက်ရှိ current form current form ကတော့ကျွန်တော်ပြောမနေတော့ current form ကကြိုးကြောင်နေနှစ်ပွဲနိုင်နှစ်ပွဲသည်နှစ်ပွဲရှုံးเนาะသူတို့နောက်ဆုံး၃ပွဲဆက်မှာတော့နှစ်ပွဲနိုင်ပြီးတော့တစ်ပွဲရှုံးနိုင်ရှုံးတဲ့ပွဲက Brentford ကိုရှုံးထားတာအဲ့ကျွန်တော်တို့ United ရဲ့လက်ရှိ current form က ဘလို့မှယုံကြည်ခြင်းစရာမကောင်းပါဘူး။တစ်ဖက်ကဝဆန်ပိုဆိုးတယ်။အခုနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲမှာ9ပွဲတပွဲမှမရအောင်3ပွဲရှုံးပြီးတော့3ပွဲတည်ကြထားတယ်။တည်ကြတဲ့ပွဲစဉ်တွေမှာ Southampton လိုအသင်းမျိုးတောင်ပါတယ်။နောက်ရှုံးခဲ့တဲ့ပွဲတွေကြည့်မယ်ဆိုရင် Wolverhampton, Liverpool, Brighton. Liverpool ကလွင့်ကျန်တဲ့အသင်းတွေကဗျ။အဲ့လောက်ကောင်းတဲ့အသင်းတွေမဟုတ်ဘူး။ဒါတောင်မှဝဆန်ရှုံးထားတယ်။ဝဆန်လည်းလုံးဝလုံးဝမကောင်းပါဘူးခင်ဗျာ။ကဲ United အိမ်ဝင်း6ပွဲရလာ။နောက်ဆုံး6ပွဲမှာသူတို့တပွဲပဲရှုံးထားတယ်။အပွဲက Wolves ကိုရှုံးတာပါ။ကျန်တဲ့ပွဲတွေမှာ3ပွဲတည်ကြပြီးတော့2ပွဲနိုင် ထားတယ်နိုင်တဲ့ပွဲတွေက Real Sociedad နဲ့ Bilbao တို့ကိုကိုးပြတ်နိုင်ခဲ့တဲ့ပွဲတွေဖြစ်ပါတယ်တည်ကြခဲ့တဲ့ပွဲတွေကလည်း Man City တို့ Arsenal တို့လိုအသင်းမျိုးတွေကိုတည်ကြခဲ့တာပါအင်ကွင်းကစားအားမဆိုးဘူးလို့ပြောနိုင်ပါတယ်တစ်ဖက်က West Ham ကတော့အခုနောက်ဆုံးကစားရတဲ့6ပွဲမှာတပွဲနိုင်တပွဲတည်ကြပြီးလေးပွဲရှုံးထားတယ်နိုင်တဲ့ပွဲက Arsenal ကိုနိုင်သွားတာပေါ့ဗျာတိုးတော့ကျန်တဲ့ပွဲတွေမှာမရှုံးသေးမရှုံးထိုက်တဲ့ပွဲမျိုးတွေရှိတယ်ဒါ Wolves တို့ Brighton တို့ကိုရှုံးထားတာပါအဲ့အတွက်ကြောင့် အဝေးကွင်းကစားဝက်ဆန်းလုံးဝမကောင်းပါဘူးခင်ဗျာကဲနောက်ဆုံးမပြောမင်းချင်းကမှုအနေနဲ့လုပ်လိုက်ရအောင်ရူဘီအမော်ရင်ဒီကစားသမားတချို့နားနေရတော့မှရူပါလီမှာအသင်းကိုလမ်းကြောင်းမှန်ပေါ်သူဆွဲတင်ပေးနိုင်တယ်ပရီးမီးယားလိမှာတော့တပိုင်းပေါ့ဗျာဒါပေမဲ့အမတ်ဒီယာလိုပြန်ကောင်းလာတာအတော်အားရစရာကောင်းပါတယ်အလီနီရိုရဲ့ဆက်ဆောင်ရေးဘိုင်းကလည်းအခုနောက်ပိုင်းပွဲတွေမှာတော်တော်အဆင်ပြေလာတယ်ဖက်ဒရက်ဆင်ထဲရင်တော့အဲ့၃ယောက်တန်းခန်းစင်မှာမစိုးဘူးဗျအေးမတ်စ်ကတော့အနေငယ်လိုအပ်ချက်ရှိနေသေးတယ်ကျွန်တော်ကဒီကစားသမားနာမည်တွေအဓိကဘာကြောင့်ပြောနေရလဲဆိုတော့ရူဘင်အမော်ရင်ရဲ့မိနစ်90လုံးတောက်လျှောက်ရမ်ဘီကစားနေရမယ် ခန့်မှာကစားသမားတွေက fresh ဖြစ်ဖို့လိုတယ်အင်ပြည့်အားပြည့်ဖြစ်ဖို့လိုတယ်အဲ့ဒီပိုင်းလေးကိုသိသိချင်းလို့ပြောနေတာပါတကယ်လို့ကစားသမားတွေဒါအင်ပြည့်အားပြည့်ဖြစ်ပြီးတော့ fresh ဖြစ်ဖြစ်စော့နေနိုင်မယ်ဆိုရင်ဘီဘာအိုးတောင်ပြလေးကိုပြနိုင်သေးတာပဲဝက်ဆန်ကိုကက်ကက်တက်တက်နဲ့ပဲနိုင်သွားပါစေနိုင်ဖို့အခွင့်အရေးအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာအနှစ်ချုပ်အနေနဲ့ရွေးချယ်ပြီးကျင်တာကလည်း Manchester United ပဲဖြစ်ပါတယ်ခင်ဗျာ